တခါတလေမှာမိအိမ်မသားဖြစ်တဲ့ဝေဒနာကိုခံစားရပြီဆိုလို့ရှိရင်အရင်ဦးဆုံးကိုစားခဲ့တဲ့အစားအစာတွေကြောင့်ဖြစ်မယ်လို့တော့စဉ်းစားကြပါလိမ့်မယ်။ဒါပေမဲ့ကျန်းမာရေးအတွက်အာဟာရဓာတ်တွေလုံလောက်စွာရရှိဖို့လိုအပ်ပါတယ်။ဒါပေမဲ့အချို့စားစာတွေကမိအိမ်မသားဖြစ်တာကိုတတ်တာသိနိုင်ပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုလေးထဲမှာတော့မိအိမ်မသားဖြစ်တာကိုတတ်တာသိမယ်အစားအစာလေးတွေကိုပြပြပေးထားပါရရှင်။ ပထမဆုံးလိုမျိုးကတော့ပန်းသီးပါ ပန်းသီးကမအိမ်မတာဖြစ်တော့တတစီပေးမယ်ပမာဏအများကြီးစားသုံးမှုမယ်ဆိုလို့ရှိရင်တော့ပူဆိုးစေနိုင်ပါတယ်တနည်းပတ်လုံးပန်းသီးအတီးအရွယ်ဒီလိုမျိုးအမြင့်နဲ့များတဲ့အစားအစာတွေကိုပဲဖြည်းဖြည်းချင်းစားပေးပါမားတဲ့အစားအစာတွေကအစာချေနိုင်စွမ်းမရှိတဲ့အတွက်ကြောင့်မို့လို့ပန်းသီးအနှစ်ပန်းသီးဖြော်ရည်တို့ကိုတောက်ပေးလို့ရပါတယ်နောက်တစ်ခုကတော့ငပြောသီးပါ ကိုကမအီမတာဖြစ်ပြီးတော့ရေးတဲ့ခန်းချောင်းမှုဖြစ်မယ်ဆိုလို့ရှိရင်ဒါမှမဟုတ်အန်နီမယ်ဆိုလို့ရှိရင်တော့တချို့သောအသီးတွေကတတ်တာစီပါလိမ့်မယ်။မပြောသည့်ကအန်ဘီဝမ်ရှော့ပြီးတဲ့အချိန်မှာခန္ဓာကိုယ်ကနေပြီးတော့ဆုံးရှုံးသွားတဲ့ပိုတက်ဆီယမ်ဓာတ်ကိုပြန်ပြီးတော့ဖြည့်တင်းပေးနိုင်ပါတယ်။ဝေဒနာသက်သာလာပြီးတော့အစာပြန်စားနိုင်တဲ့အချိန်မှာဆိုလို့ရှိရင်တော့ဆရာဝန်ကအပြောသည့်လိုမျိုးအစာပြော့တွေကိုပဲစာကျွေးပါလိမ့်မယ်နော်။နောက်တစ်မျိုးကတော့ဘီစကင်မုတ်ပါ ပါမုတ်ပါမိုးကျွနဲ့ပါမိုးခင်တို့လိုမျိုးကစီတက်ကျော်ွားတဲ့အစားအစာတွေကအစာရင်ထဲမှာအဆစ်တက်ကိုထုတ်ယူပေးပြီးတော့ပြုတ်ဝံခြေစိတ်ကိုလည်းလျှော့ချပေးပါတယ်။ညာိတ်ခံနီးဘီစကုတ်တချို့ကိုစားသုံးပေးမယ်ဆိုလို့ရှိရင်လည်းမနက်မိုးလေးနဲ့အခါမှာအမေအီမသားဖိတာကိုယူနေစေပါတယ်ရှင်။နောက်တစ်ခုကတော့ဂျင်းပါ။ဂျင်းကအပြုတ်ရာအန္တရာယ်ကိုယူနေစေပါတယ်။ဂျင်းနဲ့ပြုတ်လောက်ထားတဲ့လက်ဖက်ရည်၊ဘီယာ၊ကွတ်ကီးတကြားလုံးနဲ့ဆူရှီနဲ့တွဲဆရတဲ့ဂျင်းစားရိတ်စိမ်းဒါတွေကိုလည်းစားသုံးပေးလို့ရပါတယ်။နောက်ဆုံးတစ်မျိုးကတော့အခွန် ှန်သိပါပရိုတင်းဓာတ်နေတာကမျိုးအန်ဂျင်ကိုပူဆိုးစေနိုင်ပါတယ်။ဒါကြောင့်မို့လို့ပရိုတင်းဓာတ်ပြည့်ဝတဲ့အခွန်မှန်သိရေမြေဘက်ထောဘက်နဲ့ဓာတ်တည်းရင်းရှင်တော့မြေဘက်ထောဘက်တွေဒါတွေကိုစားသုံးပေးလို့ရပါတယ်။ဒါတွေကအစာကြေလွယ်ပါတယ်နော်။ဒါအပြင်ကုန်ဆုံးသွားတဲ့အောင်းရင်တွေကိုလှည့်မြန်စွာဖြစ်တင်းပေးနိုင်ပြီးတော့မအီမသာဖြစ်ခြင်းကိုလည်းတသက်သာစေနိုင်ပါတယ်ရှင်။ အာဂဇာလုပ်တဲ့အခါမှာတောက်တဲ့အချိုရည်များစုကဆိုလီယန်နဲ့ပိုလစီယန်တက်တွေကြိုးဝနေကြပါတယ်။ဒါပေမဲ့ကိုကအာဂဇာသမားတအူးမဟုတ်လဲပဲဒီအဖြစ်အချိုရည်တွေကိုတောက်တုံးနိုင်ပါတယ်။အဲ့လိုမျိုးအချိုရည်တွေကမအီမတာဖြစ်ကြုံကိုတတစေပါတယ်။နောက်တစ်ခုကတော့ပူစီနန်မှာပူစီနန်ကမအီမတာဖြစ်တာကိုတတစေတယ်ဆိုတာကတော့လူသိများပါတယ်။ဂျင်းလိုပဲပူစီနန်ကိုအလွယ်တကူဝယ်ယူလို့ရပါတယ်။ပူစီနန်နဲ့ငါအစိုက်ကိုကြည်လန်စေပါတယ်။ဒါကြောင့်ပူစီနန်ကိုစားပေးတာက ကို့မှာမိမသားဖြစ်နေတဲ့ခံစားမှုတွေကိုလည်းထိရောက်တော့တော်တာစီပါလိမ့်မယ်နော်နောက်ထပ်တစ်ခုကတော့ရေနဲ့ရေခက်ချက်တွေပါရေနဲ့နဲ့စီတောက်ပေးတာကခေါင်းကြိုက်တာပြုတ်ဝါနာတွေကိုယောနေစေပါတယ်ကိုယ့်ရဲ့အစာအိမ်ကလက်ခံနိုင်သလောက်ရေပမာဏကိုနည်းနည်းချင်းစီစားပြီးတော့တောက်ပါရေခက်ချက်တွေကလည်းအေးအေးမိတာကတင်းမော့လေးရင်မူတာအေးမှုတွေကိုဖြစ်တာ ိုဝင်ဆောင်တဲ့အချိန်မှာပြုတ်အန်တာအစာစိတ်တင်တာနဲ့ကိစားစီးရကြောင်ပြုတ်အန်တာတွေကိုလည်းတတစေပါတယ်။ရေခဲကအန်နာဝမ်းလျှောခြင်းတွေကြောင့်ရေထဲခန့်ချောက်ခြင်းတွေကိုလည်းလျော့နေစေပါတယ်။တံမြားလီမွန်ဒီလိုအရသာတွေနဲ့ပြုလုပ်ထားတဲ့ရေခဲတုံးတွေကိုဝမ်းစားပေးနဲ့ပါးစပ်ထဲမှာငုံထားတာကလည်းမိန်မတာဖြစ်ခြင်းကိုတတစေပါတယ်။အခုပြပေးခဲ့တဲ့နီလန်းတွေကမိန်မတာဖြစ်နေတဲ့အခါမှာကုညီပင်းနိုင်တဲ့နီလန်းတွေပဲဖြစ်ပါတယ်။အချို့သောသားတွေကကိစားယောဂတွေနဲ့ မနက်အိပ်ရာထားတဲ့အချိန်မှာပြုတ်ဝင်နေသူတွေအကောင်းကြီးများစွာရှိပါတယ်လို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုနေကုန်ချုပ်လိုက်ပါရနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်